မနက်မိုးလင်းပြီဆိုတာနဲ့မကျင်ကျင်တယောက်ဒီနေ့မနက်တော့ဘာလေးတွေစားနေပြီလဲဆိုပြီးမှကျင်ကျင်အောက်ထဲကိုဝင်ကြည့်တဲ့သူတွေရှိကြလားကျင်ကျင်ဒီနေ့မနက်ကအလုပ်လေးများသွားလို့မနက်နဲ့စားစားတော့မသိဖြစ်တာကျင်ကျင်ဒီနေ့မနက်ကတော့ပဲခောက်ဆိုရဲစားပါတယ်အခုကတော့ဒီမှာကျင်ကျင်ရဲ့အန်တီကြော်ကျွေးတဲ့ တင်းငွက်ကြော်စားနေတာဟုတ်ပါရဲ့ရှင်အရန်ကြိုက်တယ်တင်းငွက်ကိုတော်တော်များမေးကြတင်းငွက်ကလေးပတ်နာယောဂတဲ့တူမဟုတ်ဘူးလားဟုတ်တယ်တင်းငွက်ကလေးပတ်နာယောဂတဲ့တူဒါဆိုရင်ဘာတော့ကြောက်နေ့တိုင်းလို့လို့ဒီလိုမျိုး စားတောက်တွေကိုအမြဲတမ်းစားရတာလေဒီအစားတောက်တွေကလေးဘက်နာယောဂတဲ့တူမပြောနဲ့ကွာတာမန်လူတူတောက်မှဒီလိုမျိုးတင်းငွက်တို့ဒီရဲ့အဲဒီမြစ်ချင်တို့အာလူတို့เนาะပြီးတော့လို့ရှိရင်ကြိတ်ဟင်္ဂါတီတို့အဲ့လိုမျိုးကွာ အစိတ်အတော့အဲ့လိုဖြစ်တဲ့အစားအစာတွေကိုတာမန်သူတွေတောင်မှစားနေ့တိုင်းနေ့တိုင်းစားဖို့မရေဘူးဘာလို့လဲဆိုတော့တာမန်သူတောင်မှစားပြီးသွားလို့ရှိရင်ကိုယ်တွေလေးတယ်စက်ကြောတွေတက်တယ်နေ့ထိုင်မကောင်းတွေဖြစ်တာပေါ့နော်အဲ့ဒါကိုချင်းချင်းက SLE လေးပတ်နာယောဂတဲ့တူဖြစ်ပြီးမှသူကနေ့တိုင်းနေ့တိုင်းလို့လို့စားနေတာဘာအတွက်ကြောက်လဲဆိုပြီးမှချင်းချင်းကိုမေးရဲ့ ကျင်းရဲ့အခုလိုမျိုးဒီလိုအစားတောက်တွေကိုနေ့တိုင်းလိုလိုစားရတဲ့ဆိုရဲတတိကတော့ကျင်းချင်းစီပါတီဥရှင်းဖြော်ရေးရှိလို့ပဲဒီဥရှင်းဖြော်ရေးကကျင်းချင်းတို့စားလိုက်တဲ့ဒီအစာရဲ့အစီတွေကိုလည်း cleansing လုပ်ပေးတယ်ကျင်းချင်းတို့ကြိုက်တာစားစားပြီးတော့ဒီဥရှင်းဖြော်ရေးလေးတို့ကိုဒါတောက်ထား ဥမာကြီးထဲမှာရှိနေတဲ့စီကြိုးစီကြံအညစ်အကြေးတွေကိုကလင်းစင်းလုတ်ပေးပြီးတဲ့အပြင်ကိုမှကျင်းညို့စားလိုက်တဲ့အစာအစိတ်တောက်တွေကိုကအစာသူကလုံးဝကလင်းစင်းလုပ်ပေးတယ်နော်ဝမ်းမှန်မဲ့ပိုက်ချက်မဲ့အစီကြမဲ့ခနာကိုကိုတွေ့လျစေမှာဟုတ်တယ်အဲ့တော့ကျင်းညို့မျိုးအစာအစာအရန်တောင်းပြန်တယ်နော်အစာတောက်လည်းမရှောင်ပေးနိုင်ဘူးနော် ကျမရေးနဲ့မညင်ညွတ်တဲ့အစားတောက်တွေလည်းအမြဲလိုလိုစားချင်တယ်เนาะအခနာကိုလည်းအမြဲတမ်းပော့ပါလန်ဆန်ပြီးမှအမြဲတမ်းဝမ်မန်ပိုက်ချက်ပြီးတော့မှပော့ပါလန်ဆန်ချင်တယ်ဆိုရင်တော့ကျင်းကျင်းရဲ့ဒီဥရှင်းဖြော်ရည်လေးကိုတော့စောင်းထားเนาะဘာဆဆစားပြီးတာနဲ့ဒီဥရှင်းဖြော်ရည်လေးကိုတောက်လိုက်ဘာမှစိုးရိမ်စရာမရှိဘူးလုံးဝသူကဝမ်ပိုက်ထဲမှာရှိနေတဲ့စီကျိုးစီချက်အညစ်အကြေးတွေကိုလုံးဝကလင်းစင်းလုတ်ပေးပြီးတဲ့အပြင်ကိုမှ ဝွန်မှန်ပြီးတော့မှရှမီမာဟုတ်ကြလေသမင်းသမင်းရပြီလားကြည်အော်မနေ့ကခလေးသမင်းကြိုက်ပို့ရဆိုသမင်းရှိမယ်ဟုတ်ကြလေငောကိုပကံလုံးလေးထဲမှာလေသမင်းပူနေနေထက်ပြီးသွားလို့ရှိရင်အတ္တီမနေ့ကကြော်တဲ့ငချောက်ပလက်ချောက်ကြော်လေးယူလာခဲ့တင်းငွက်နဲ့စားချင်လို့ အဲ့ဒီမနေ့ကကြော်ကျွေးတဲ့အမ်ငနီ26ပလက်ကြောက်ကြော်အရှန်စာကောင်းအရှန်စာကောင်းမနေ့ကတော့ပဲခောက်ဆွဲမှာတပွဲကြီးစားထားတာအခု7နိုင်40ပဲရှိသေးတယ်။သင်းငင်းကစားရင်လည်းမပြန်ပြီးတော့စားချင်စိတ်တွေပေါ်လာလို့။ဝင်မှာသမင်းဟိုဘာလဲပကလုံးလေးနဲ့ပဲထည့်လိုက်နော်။ကြလား အတီးရဲ့တမိပကလုံးလေးနဲ့ပဲစားချင်တယ်ဇွန်းလေးနဲ့ပူလိုက်ပဲယူခဲလိုက်ကောင်းတယ်အန်ဒီနော်ငါ၆ကြော်ဘူးနဲ့ပဲယူခဲလိုက်ခမင်းဖြူနဲ့ငါ၆ကြော်အဲ့နှမျိုးပဲယူမယ်အန်ဒီမနေ့ကကြော်ထားတာအရန်ကောင်းမှု ိုက်လို့မနေ့က MD ကတီးစုံဟင်းချက်တယ်ပြီးတော့အဲ့ဒီငနီတူး6လေးငနီတူး6လေးတွေကိုပလက်6ကြော်တာအရန်စားကောင်းပိတ်တာအင်းပိဒီမှာဘူဂျီနဲ့လထတာရှေ့ပဲအနန်လီကမွေးနေတာပဲဒီမှာဒီလိုမျိုးစัจ java ဦးရှင် ီတဲ့အခုခမင်းဖြူလေးနဲ့ညူပီပလက်ချောက်ကြော်လေးနဲ့တင်းငင်ကွက်စာမဲဒီမှာပါခုနပဲချင်းရဲ့စာထားတာပြန်စာလို့လေစာချပါဦးရှင့်อืม 有，有，拉西牛。